မင်္ဂလာပါကျွန်မကတော့အနန္တစေတနာဖောင်ဒေးရှင်းကဒေါက်တာခင်ဆုဆုလွယ်မှာဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာကတော့ကိစ္စကုသမှုခံယူနေချိန်မှာအဓိကထားပြီးစာတင်တဲ့အစားအစာတွေရှောင်တင်တဲ့အစားအစာတွေပဲဖြစ်ပါတယ်ပထမအဆုံးပြောချင်တာကတော့ကက်ဆာစီးသွင်းတာဓာတ်ကင်တာမျိုးတွေဟာဘေးထွက်ဆုံးကျတွေရှိတတ်တယ်အဲ့ဒီဘေးထွက်ဆုံးကျတွေကြောင့်ကိုယ့်ရဲ့ခန္ဓာကိုယ်ကလိုအပ်တဲ့အာဟာရဓာတ်မျိုးတွေမရတာဆုံးရှုံးတာမျိုးတွေရှိနိုင်ပါတယ် ကစားကုတ်တော့မှနေဖြစ်လာတဲ့ဗီဒီယိုဆိုးကျိုးတွေကိုဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဝမ်းချုပ်တာမျိုးကြောင့်တနေ့ကုန်းနေရထိုင်ရမတတ်မတာဖြစ်စေတဲ့အစာစားချင်စိနေပြီးလိုအပ်တဲ့အဟာရတွေမရတာမျိုးဖြစ်နိုင်ပါတယ်။ဝမ်းလျှော့တာမျိုးကြောင့်လည်းခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်နဲ့အလက်ထရိုလိုက်လိုခေါ်တဲ့တစားဓာတ်တွေဆုံးရှုံးနိုင်ပါတယ်။ပြို့ရိုင်းအန်နာကြောင့်လည်းတနေ့ကုန်းစားချင်စိမရှိဘဲနဲ့အဟာရဓာတ်တွေမရတာမျိုးလည်းဖြစ်နိုင်တယ်။ဂရင်းပြန်အစာပြတ်တာကြောင့်လည်းဘာမှစားချင်စိမရှိတာမျိုးဖြစ်နိုင်တယ်။ကင်ဆာကုတ်တုံးတွေကြောင့်ပင်ပန်းနှွမ်းနေတယ်မဲ့အတွက်ကြောင့်မလို့တနေ့ကုန်းလှုပ်ရှားမှုနဲ့လည်းအဲ့အတွက်ကြောင့်မို့ကယ်လိုရီလောင်ကျောက်လုံးနေပြီးဘာမှစားချင်စိမရှိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ါတယ်။ဒါပေမဲ့ steroid နဲ့ဟော်မုန်းတက်ပြီးပါတဲ့ကင်ဆာကုထုံးလေးဥပမာရင်သားကင်ဆာလိုမျိုးပေါ့နော်။အဲ့ဒါမျိုးကြောင့်အဲဆိုလို့ရှိရင်တော့အစာစားခြင်းစိတ်များလာတာမျိုးတွေ estrogen ပါတဲ့ဟော်မုန်းတွေကြောင့်မလို့ကိုယ်လေးချင်းတက်လာတာပိုပြီးစားဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ကင်ဆာကုသမှုခံယူနေချိန်ဘာလို့အစာတောက်တချာစားဖို့အရေးကြီးရလဲကင်ဆာကုထုံးတွေကြောင့်အစာစားများလာတာအစာစားနည်းလာမျိုးဖြစ်တဲ့ပြေကိုလေးချိန်အပြောင်းလဲဖြစ်တတ်ပါတယ်ဒါကြောင့်ကိုဘောင်တိချာမလဲဆိုတာကိုတိချာရွေးချယ်ဖို့လိုအပ်ပါတယ်ကင်ဆာကုသမှုခံယူနေချိန်အစာတောက်တချာကျူးဆိုက်ပေးမယ်ဆိုလို့ရှိရင်ကင်ဆာကုထုံးတွေရဲ့ဖိထွက်ဆုပ်ချုပ်တွေကိုခံနိုင်ရင်ရှိလာမယ်ကြော်သားတွေပို့ပြီးတန်မာလာမယ်အိုင်အင်ပို့ရှိလာမယ်ကိုခံအားကိုကောင်းအောင်ထိန်းထားနိုင်မယ်ရောင်ရမ်းမှုကိုလည်းလျှော့ချပေးနိုင်ပါတယ် ကိစ္စကိုထုံးရဲဖေးထွက်ဆိုကြိုးရဲတတရော်နေလာအောင်ဘလို့စားတော့ကြမယ်အစာအသောက်ပြဲဂရင်းပြက်တာမျိုးရှိရင်ဒီနေ့ကိုမနက်စာနေ့လယ်စာညစာသုံးနေခွဲစားတာမျိုးထက်နည်းနည်းလင်ပကြခဏခွဲစားပေးပါကယ်လိုရီတက်အာဟာရတက်ပါမှုများပြီးဂရင်းတွေ့လေရဲစနက်လိုမျိုးလဲစားပြလို့ရပါတယ်ဝမ်းချုပ်ရင်တော့ရင်းများများတောက်ပေးရပါမယ်အမြင်တက်ပါဝင်များတဲ့အသီးအနှံတွေနဲ့ပဲရီစားပြလို့ရပါတယ် အပင်စားကိုထုံးနေကြအောင်ဝင်းလျှော်တာမျိုးရှိလာပြီဆိုလို့ရှိရင်စားတတ်တဲ့တထုတ်တတ်တွေဖြစ်တင်ပြတာနဲ့တစားရည်မျိုးတောက်ပြီးလို့ရပါတယ်ပိုတက်ဆီယမ်ပါဝင်မှုများရဲ့ငှက်ပြောသူလိုမျိုးလည်းစားပြီးလို့ရပါတယ်ဘာသာစာအရတာမရှိဖြစ်နေဆိုလို့ရှိရင်တော့ဟင်းခက်အမွေးအကြိုင်မတူရတဲ့သုံးမျိုးချက်ပြုတ်ကြည့်တာအသားငါးတွေကိုတခုခုနဲ့အရတာထူအောင်တေချာနှက်ပြီးချက်ပြုတ်တာမျိုးအနှက်အရတာပြင်းနေတံပြာသည်တံပြာရည်မျိုးကိုလည်းသုံးပြလို့ရပါတယ်ကိစ္စကုသမှုခံယူနေချိန်မှာဖြစ်ဆက်စာရလိုရလား ပုံမှန်အားဖြင့်အစားအစာဝင်နေဆိုလို့ရှိရင်တော့ဖြစ်ဆက်စာတွေမလိုအပ်တတ်ပါဘူး။ဒါပေမဲ့ကိစ္စကူထုံးကြောင့်အစားအစာနဲ့တာမျိုးဝမ်ရှော့တာမျိုးအန်တာမျိုးရှိတယ်ဆိုလို့ရှိရင်တော့ဗီတာမင်ဖြစ်ဆက်စာတွေတောက်ဖို့လိုအပ်ပါတယ်။ကိစ္စကူတောက်ဖို့စတီရိုက်ဆေးတွေတောက်နေရတယ်ဆိုလို့ရှိရင်အရိုးပါတာကိုကာဝန်နိုင်အောင်လို့ဗီတာမင် D လိုမျိုးဖြစ်ဆက်စာတွေကအကျိုးရှိကောင်းရှိနိုင်ပါတယ်။ ကင်ဆာဆေးသွင်းနေချိန်ဘလို့အစားအစာတွေကိုမစားတတ်ဘူးလေအဓိကအားဖြင့်ကင်ဆာဆေးသွင်းတာမျိုးကြောင့်ကိုယ့်ရဲ့ကိုယ်ခံအားပုံမှန်ထက်အားနည်းနေတာကိုသတိပြုမိဖို့အတွက်လိုအပ်ပါတယ်ဒီလိုအခြေအနေမှာအစားအသောက်ကနေကိုယ်ဆက်နိုင်တဲ့ယောဂတွေကိုပိုသတိထားရပါမယ်ကိုယ်ခံရနေနေရောသူများထပ်ပူပြီးကိုဆက်နိုင်နေပိုပြင်းထန်နိုင်ပါတယ်။ဒါကြောင့်ရှောင်းတင်တာကဆူရှီလိုမျိုးတေချာချက်အောင်မချက်ပြုတ်ထားတဲ့အစားအစာတွေ၊တေချာမချက်တဲ့ကြုပ်ပါတဲ့အစားအစာမျိုး၊ပိုမတည့်ထားတဲ့နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေ၊တေချာချာမစည်းထားတဲ့အသေးအနှံတွေပဲဖြစ်ပါတယ်။ ဒါအပြင်ရှောင်းသွင်းတာကတော့ဆေးလေးတောက်တာနဲ့ process flow လို့ခေါ်တဲ့ကြာရှည်ခံအောင်ပြုပြင်ထားတဲ့အစားအစာတွေဖြစ်ပါတယ်။အာလူကြော်လိုမျိုးစီကြော်စာတွေကရောင်ရမ်းတာကိုပိုဆိုးစေတဲ့အတွက်ကြောင့်မျိုးတတ်နိုင်တဲ့အများမစားမိအောင်ထိန်းသိမ်းပါတယ်။ဒီလောက်ဆိုရင်တော့ကင်ဆာကုသမှုခံနေချိန်မှာအစာအသောက်နဲ့ပတ်သက်ပြီးဆောင်ရင်ရှောင်ရင်လေးကိုနားလည်သဘောပေါက်ကြပင်လို့ထင်ပါတယ်။အားလုံးပဲကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးရင်းဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါမယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြအောင်နော်။ အနန္နာစေတနာဖောင်ဒေးရှင်းရဲ့ကျန်းမာရေးပညာပေးအစီအစဉ်တွေကိုအနန္နာစေတနာဖောင်ဒေးရှင်းရဲ့ Facebook, YouTube, Twitter, Telegram Channel တွေမှာ Like and Follow လုပ်ပြီးကြည့်ရှုထားနိုင်ပြီဖြစ်ပါတယ်။